နိုင်ငံပေါင်းများစွာရဲ့ပူပေါင်းစစ်ဆင်ရေးတစ်ခုမှာဒေါ်လာ15ဘီလီယံကျော်တန်ဖိုးရှိပိုင်ဆိုင်မှုတွေတင်းစီခံရရပြီးနောက် Prince Group ဟာနှုတ်ဆက်ပြောက်ွယ်နေရာကနေထွက်လာပြီးသူတို့ပေါ်ဆွဲဆိုထားတဲ့ဆွဲချက်အလုံးကိုပထမဆုံးအကြိမ်ပယ်ချလိုက်ပါတယ်သူတို့ကုမ္ပဏီနဲ့ဥက္ကဋ္ဌဖြစ်သူချန်စီတို့ဟာဘလို့တရားမဝင်လုပ်ရမျိုးမှမှပါဝင်ပတ်သက်ခြင်းမရှိဘူးလို့စာထုတ်ညင်းဆိုခဲ့တာဖြစ်ပြီးချန်စီကတော့လူမျိုးကွင်းကနေပျောက်နေသေးပါ Prince Group ရဲ့တီထောင်သူဂျီတိန်ကမ္ဘောဒီးယားနှစ်နိုင်ငံသားဖြစ်တဲ့ချန်စီကို အာရှရဲ့အကြီးဆုံးနယ်စပ်ဖြစ်ကျော်ရာဇဝတ်အဖွဲ့အစည်းတွေကတခုရဲ့ခေါင်းဆောင်ဖြစ်အမေရိကန်တရားရေးဌာနကဆွဲဆိုထားပြီးသူကအခုချိန်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်။အမေရိကန်တရားရေးဌာနကတော့ချဲစီယာကမ္ဘောဒီးယားမှာအတ္တမစေခိုင်းစခန်းတွေဖွင့်လိုက်ပြီးလူကုန်ကူးခံလာရတဲ့လူသားတွေကိုအွန်လိုင်းငွေလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမှာခိုင်းစေခဲ့တယ်လို့ဆွတ်ဆွဲထားပါတယ်။အော်တိုဘာလထဲမှာပဲအမေရိကန်ဟာရာဇဝတ်မှုကနေရရှိလာတယ်လို့ယူဆရတဲ့အမေရိကန်ဒေါ်လာ15ဘီလီယံတန်ဖိုးရှိဘစ်ကွိုင်းတွေကိုသိမ်းဆည်းခဲ့ပြီး ဒါအမေရိကန်တရားရေးဌာနရဲ့သမိုင်းမှာအကြီးမားဆုံးသိမ်းဆည်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကန်တနိုင်ငံတည်းတော့မဟုတ်ပါဘူး။ပြည်တွင်ကလည်းဒေါ်လာသန်း130ကျော်တန်ဖိုးရှိစီးပွားရေးလုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းခဲ့သလိုထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်တို့ကလည်းဒေါ်လာသန်း350အထိအသီးသီးသိမ်းဆည်းခဲ့ကြပါတယ်။ဒါဟာကြားပြန်လုပ်ငန်းတွေရဲ့နောက်ွယ်ကငွေကြေးခေါ်ဝါချမှုကွန်ရက်ကိုဖြိုခင်းဖို့နိုင်ငံတကာကပူးပေါင်းဆောင်ရွက်တဲ့အကြီးမားဆုံးစစ်ဆင်ရေးတွေတဲကတစ်ခုပါပဲ။ဒီလိုနိုင်ငံတော်ကပိုက်စိတ်တိုက်ရေးရမှုတွေအကြီးမားတော့ Prince Group ဟာဒီဆွဆွချက်တွေအားလုံးဟာ အခြေမြင့်မရှိဘဲဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတရားမဝင်သိမ်းဆည်းဖို့အတွက်အကြောင်းပြချက်ရှာလာတာဖြစ်တယ်လို့တယ်ဝင်ထုတ်ပြန်ပြီးခုခံခြေပခဲ့ပါတယ်။သူတို့ကအချက်လက်မှန်တွေပေါ်ပေါက်လာတဲ့အခါမှာသူတို့အဖွဲ့နဲ့ဩဂရဖြစ်သူလုံးဝအပြစ်ကင်းစင်ကြောင်းတသက်ပြနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ဒီဘက်မှာတော့ကမ္ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ထောက်ပံ့နေတဲ့ကုမ္ပဏီကြီးတစ်ခုနောက်တစ်ဖက်မှာတော့လူပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ ရာဇဝင်အင်ပါယာကြီးတခုဆိုတဲ့စွစွဲချက်တွေကြားမှာခြံစီကတော့ဒူမြင့်ခွင်းကပြောက်ွယ်ပြီးလွတ်မြောက်နေသေးပါ